ဲပေးဖို့ကလည်းဝင်မလေးဘူးအာကျွန်တော်တို့ပြောင်းလဲပြီးတော့ထောက်ခံပေးဖို့ကလည်းဝင်မလေးဘူး UNG လာရတယ် UNG ရဲ့ကောင်းွက်တွေကိုကျွန်တော်တို့တက်ပြောပေးပါဒါဆိုလို့ကျွန်တော် UNG ကိုကျွန်တော်ထောက်ခံပေးမယ် UNG ရဲ့ကောင်းွက်လေးတွေကျွန်တော်တို့သိလာတဲ့အခါကျကျွန်တော်တို့ကိုယ်တိုင်လည်းစိတ်ပါပြီးတော့အဲ့ UNG ဟာတကယ်ပဲကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဘာတွေလှုပ်ဆောင်နေပါလဲဆိုကျွန်တော်တို့ကိုယ်တိုင်ထောက်အော်ပေးမယ်အာပြောချင်တာကဘာလို့ဆိုတက်မတော်တဲ့ကောင်းတဲ့အဖွဲ့အစည်းရှိခဲ့တယ်ဆိုရင်ကျွန်တော်တို့တက်ပြောပြပြကျွန်တော်တို့တည်လေတက်မတော်ကအလုံးစုံကောင်းနေပါတယ်လို့ကျွန်တော်တို့ထောက်ခံတာမဟုတ်ဘူး ်တမတော်ရဲ့လိုအပ်ချက်တွေတမတော်ရဲ့ပြင်ဆင်စရာရှိနေတဲ့အစည်းအဝေးစည်းကမ်းဥပဒေတွေအများများရှိတယ်အဖွဲ့အစည်းတစ်ခုဒီဘယ်တော့မှအလုံးစုံကောင်းနေတယ်လို့ကျွန်တော်တို့ကပြောနေတာမဟုတ်ဘူးဒါပေမဲ့တမတော်အဖွဲ့အစည်းထက်မြန်မာနိုင်ငံအပေါ်မှာကောင်းနေတဲ့အဖွဲ့အစည်းရှိတယ်ဆိုရင်ကျွန်တော်တို့တက်ပြောပြပြကျွန်တော်တို့ဒီလေအဲ့အဖွဲ့အစည်းကိုကျွန်တော်ပြောင်းလဲထောက်ခံခြင်းလို့ပါဒါအမှန်တမ်းပြောတာအတက်ပြောပေးကြပါလို့ပဲကျွန်တော်တို့ဖိတ်ခေါ်နေဟုတ်လေ NLD ကစက်တက်တဲ့ကောင်းနေเนาะ sẽ cho cả ruộng giàu lấy mà khăn nó mà có bu anh này đi ra ruộng giàu lấy khăn nó có nè ai sẽ cho cả ruộng thao khen lại có nè phía tòa này ရခိုင်တစ်ချက်ရူတစ်ချက်တဲ့အန်အန်ဒီကဒီလူမွေးဝင်ကြီးအောင်ကျော်မိုးဆိုတဲ့ကောင်ပြောတာရခိုင်တစ်ချက်ရူတစ်ချက်တဲ့ဟာဆက်ရှက်ကွာအော်ဆရာကြီးကျွန်တော်တို့မိုတီဗေးခဲ့တဲ့ဟာလေးလေအာကျွန်တော်ဒါဆရာကြီးကိုလည်း credit ပေးပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကျွန်တော်တက်ဖက်မှာတက်ပြောတဲ့အခါကျရင်သူတို့ဒီ UNG ကနေထုတ်ပြန်ထားတဲ့စံပြ Ferrer မူချန်တွေက ီပုံမှန်30ကိုကျွန်တော်မေးခဲ့တယ်ပုံမှန်30အဲ့ပုံမှန်30မေးတိုင်းမေးတိုင်းသူတို့ဒါလက်အာကြီးခွေးနှင်းတယ်လို့ဆိုရဲဟိုဘာမှမလုပ်နိုင်ဘူးပေါ့နော်အဲ့အနေထားမျိုးတွေတကယ်တမ်းပြောမယ်ဆိုသူတို့ကိုနိုင်ကိုကသူတို့လက်သင့်ခံပါတယ်ဆိုတဲ့အစိုးရအဖွဲ့အစည်းတစ်ခုကနေကြီးညာထားတဲ့ကြီးညာစာတမ်းနေသူတို့အဖွဲ့အစည်းကနေပြီးတော့ထုတ်ပြန်ထားတဲ့ဒီအခြေခံမူဝါဒတွေကိုတောင်မှသူတို့မသိကြဘူးဘာကြောင့်မသိကြရလဲကျွန်တော်မေးတာကျွန်တော်တို့ တမရိုထောက်ခံတယ်တမရိုထောက်ခံတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်တို့တမရိုကလက်ရှိကင်ဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအလုံးစုံမဟုတ်ရင်တော့မှကျွန်တော်တို့လိုအပ်တဲ့အနေအထားမျိုးလောက်ထိကျွန်တော်တို့လေ့လာကြရတယ်အာဟိုလေ့လာမှုအတိုင်းလည်းကျွန်တော်တို့ပြောကြတယ်ဒါဆိုသူတို့ကလက်သင့်ခံထားပါတယ်သူတို့အားပေးထောက်ခံပါတယ်ဆိုတော့ဒီ NUG ကနေပြီးတော့ထုတ်ပြန်ထားတဲ့စံပြဖယ်ရယ်မူကြမ်းကိုဘာကြောင့်သူတို့မသိတာလဲကျွန်တော်မေးချင်တာ ထောက်ခံတယ်ဆိုလို့ရင်လိလာလေးလိလာမလာလေးရင်သူတို့သိကြမယ်သိကြမှာသာလေးရင်ကျွန်တော်တို့လိုမသိသေးတဲ့လူတွေကိုသူတို့ပြန်ပြီးတော့ sharing လုပ်နိုင်မယ်မဟုတ်ဘူးလားသူတို့ကလိလာတယ်ဟိုဘာလဲဆိုလို့ရှင်ရင်အဘယ်နေရာမှာဘယ်သူတွေဘယ်လိုတွေတည်နေပြီမဟုတ်တည်နေတာကိုပဲသူတို့ပြောနေကြတယ်တကယ်တမ်းပြောမယ်ဆိုရင်မသိကြအောင်မြန်မာနိုင်ငံတိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတော့သူတို့မူဝါဒတွေသူတို့မှမရှိဘူးသူတို့ကတတ်မယ်ဖြတ်မယ်မြန်မာနိုင်ငံကြီးကတတ်မယ်ဖြတ်မယ်နဲ့နေရှေ့ဆက်သွားရင်နှစ်ပေါင်းတရာလည်းမငင်းညမ်းနိုင်ဘူး မတိုးတက်နိုင်ဘူးဒီအကြောင်းကိစ္စတွေကိုသိနေပါလေနဲ့ဘာကြောင့်တတ်မယ်ဖြတ်မယ်ကလွဲလို့ရှိရင်သူတို့အုံနောက်ထဲမှာမရှိကြတာလေကျွန်တော်ပြောချင်တာတိုးတက်ရတိုးတက်ကြောင်းဘာကြောင့်မစဉ်းစားကြတာလေအငါတို့အဖွဲ့အစည်းကဒီနေအထားမျိုးရောက်နေကြပြီဟုတ်ပြီဒါဆိုငါတို့ကလည်းမြန်မာနိုင်ငံအတွက်တိုးတက်ရတိုးတက်ကြောင်းတစ်ဖက်တစ်လမ်းကနေငါတို့ဘယ်လိုလုပ်နိုင်မယ်ဘယ်လိုတောင်းဝင်နိုင်မယ်ဘယ်လိုပုံစံမျိုးနဲ့ sporting ပေးနိုင်မယ်ဆိုတဲ့စိတ်ထားမျိုးမရှိဘဲနဲ့လေမြန်မာနိုင်ငံကိုအလုံးစုံပြတ်သုံးရေးကလွဲလို့ရှိရင်သူတို့အုံနောက်ထဲမှာမရှိဘူးပြောချင်တာကဘာလို့ဆိုလို့သူတို့ ခံယူထားတဲ့ခံယူချက်ဒီမြန်မာနိုင်ငံအလုံးစုံပြတ်သုံးကြီးကလွဲလို့ရှိရင်ဘာမှမရှိဘူးလို့ကျွန်တော်တို့ကပြောချင်တာကျွန်တော်တို့ကတိုးတက်ရတိုးတဲ့ကြောင်ပြောနေတဲ့အချိန်မှာသူတို့ကဖျက်လို့ဖျက်စီးပြောဖို့ကတော့လွဲရင်မစင်းစားကြတော့အဲ့ဒီတော့ကြောင့်မို့ဘယ်အဖွဲ့စည်းကမှန်နေလဲဘယ်အဖွဲ့စည်းကကောင်းနေလဲဆိုတော့ကိုယ့်ကိုစဉ်းစားဖို့လိုအပ်ပြီလို့ကျွန်တော်တို့ကပြောချင်တယ်။တွေးကြရလေဘိုးချုပ်ရဲ့တွေးကကျွန်တော်တို့ဘက်မှာရှိပြီးတော့ဒေါ်စုတွေးကသူတို့ဘက်မှာရှိရလေ။ ပြောကြတော့နားမဲထအောင်မလို့တဲ့ချောင်းစိုးနဲ့ပြောလို့မနိုင်နဲ့မဟုတ်ကျွန်တော်လည်းမပြောတာကြာပြီနားထတာဟိုပင်စင်ယူထားတာကြာပြီဒါဆရာချင်းနဲ့တွေ့တဲ့အချိန်လေးခုနကဆရာချင်းကရှေ့ကနေတည်သွားတယ်ကွာဟိုဗာလဲပြည်သူတွေကလည်းနေရမှန်ဟိုလှုပ်လွဲ့ဆိုတော့ကြတော့အဲ့ပြည်သူဆိုတဲ့စကားလုံးကြားလိုက်တာနဲ့စိတ်ကမရတော့ဘူးလေကိုလည်းပြည်သူတယောက်ဆိုတော့ကျွန်တော်တို့ကအဲ့လိုတစ်ချောင်းတောင်ကင်ထားတဲ့ဟိုအဲ့လိုတစ်ချောင်းတောင်မှမကင်ထားတဲ့ပြည်သူစစ်စစ်တွေကျွန်တော်တို့ကဘယ်လက်နက်ကင်အဖွဲ့စည်းဖို့မလဲ ဟိုပတ်စံတကြက်တပြားမှလည်းထောက်ပံ့နေတဲ့လူတွေမဟုတ်ကြဘူး။ဒါကြောင့်ကျွန်တော်တို့ကပြည်သူဆက်ဆက်ဒါပေမဲ့လက်နက်ကင်အဖွဲ့အစည်းတွေကိုထောက်ပံ့ဝင်ထောက်ပံ့နေကြတဲ့လူတွေတကဘာတွေလုံးဆိုလို့ရှိရင်ဟိုကိုယ်ဆိုမျိုးကိုယ်တငယ်ချင်းအပေါင်းတွေကိုယ်ကြေးရွာကိုယ်ရက်ထာနေမှာဘာမှမဖြစ်ဘူးဆိုလို့သူတို့ကကြီးကွယ်ရာနေပြီးတော့ညှောက်ထိုးပင့်ကိုလုပ်နေကြတယ်။သူတို့ကဒါကိုခုလုံးလုပ်ပြီးတော့စီးပွားရေးတွေလုပ်နေကြတယ်။စီဝိုင်းလောက်စားကောင်းနေတော့ကြတော့သူတို့ကဘာလဲဆိုရင်ဒီအဖွဲ့စည်းကိုပဲတိုက်ခိုက်ပြီးတော့စီဝိုင်းဖြစ်လာတော့ ီအဖွဲ့စည်းကိုပဲတိုက်ခိုက်ဖို့ပါကလွယ်လို့ရှိရင်သူတို့ဘာမှမစဉ်းစားကြတော့တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဘာလဲဆိုရင်အကျိုးအမြတ်တွေပေါ့နော်အဖွဲ့စည်းအဖွဲ့စည်းတိုင်းမှာလည်းအကျိုးအမြတ်တွေအကျိုးအမြတ်တွေသူတို့ခံစားဖို့အတွက်ဒီအဖွဲ့စည်းကိုပဲခြာနေနေကြတယ်လူပုဂ္ဂိုလ်တဦးတယောက်ချင်းစီကလည်းဒီအဖွဲ့စည်းကြီးကိုပဲတောတော်ပြီးတက်နင်းပြီးတော့အကျိုးအမြတ်တွေရှာနေကြတယ်ဒါဒီအခြေအနေတွေကိုသိဖို့လိုအပ်နေပြီကျွန်တော်တို့ဘာကြောင့်ပိမ့်ပိမ့်ပိမ့်နေကြတာလဲလို့စဉ်းစားလို့မရဘူးနော်ကိုအိတ်ထောင်တွေကနေပတ်စံကိုအိတ်ထောင်တွေကပတ်စံကိုဘာကြောင့်သူများထမင်းအိုးကိုတော်တော်ဖြည့်နေကြလဲကျွန်တော်စဉ်းစားလို့မရတော့ ကိုယ်ထောင်တဲ့ပတ်စံကိုကိုချွေးနေစားတွေကိုဘာလို့သူများထမင်းဟိုထမင်းဝါဖို့အရေးကိုလှုပ်ဆောင်နေကြတာလဲပေါ့ဟိုစေနာရှိလို့ပေးတာကိုတော့ကျွန်တော်တို့မကန့်ွက်ဘူးဘာလို့သူတို့စေနာရှိလို့သူတို့ပေးနေကြတယ်ဒါပေမဲ့ကိုပေးလိုက်တဲ့အရာတိတကယ်ပဲထိရောက်တဲ့အနေအထားမျိုးတွေရှိလားတကယ်ပဲမြန်မာနိုင်ငံကြီးတိုးတက်ဖို့လားတကယ်ပဲသူများဟိုကိုကိုနိုင်ပြုတ်ပြင်ပြောင်းလဲလို့မရတဲ့အရာဝတ္ထုကြီးကိုပြုတ်ပြင်ပြောင်းလဲပေးနိုင်တဲ့အဖွဲ့အစည်းတွေကိုပေးနေတာလားဆိုတော့ကျတော့ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ခုနကပြောသလိုပဲအလုံးစုံပြတ်သုံးရေးကိုပဲဥတည်နေတာဖြစ်တဲ့အဲဒါကြောင့်မလို့ကိုပေးလိုက်တဲ့ပတ်စံကဖြူရောဖြူစင်ကြရဲ့လားလို့ကျွန်တော်တို့ကစဉ်းစားစီကျင်တာပေါ့နော်စေနာရှိလို့ပေးလိုက်တာကိုတော့ကျွန်တော်တို့ကပေးနေတာကိုမကန့်ကွက်ဘူးဒါပေမဲ့ကိုပေးလိုက်တဲ့ပတ်စံဒီမြန်မာနိုင်ငံကြီးငြိမ်းချမ်းဖို့အတွက်လားမြန်မာနိုင်ငံကြီးတိုးတက်ဖို့အတွက်လားဆိုတော့စဉ်းစားဖို့လိုအပ်ပြီးတော့ကျွန်တော်တို့မြင်နေဗျအဲ့တော့ပြည်သူမကောင်းလားမကောင်းလားကောင်းလားမကောင်းလားသိချင်ပြည်သူတာဝန်ကြီးလားမကြီးလားသိချင်အခက်ရှိရပုံမှန်390ဟိုတာဖတ် ပြီးရင်ကိုပြည်သူကိုကိုပြန်စဉ်းစားဩငါတို့ဓာရီတာဝန်မကြည့်ခဲ့လို့ပါလားငါတို့ဒီလိုဒုက္ခရောက်တာဆိုပြန်စဉ်းစားကြည့်ပေါ့တွေ့လေကိုကြီးရေမင်္ဂလာပါမင်္ဂလာပါဘောပါတို့ကာဟိုဟာအကွက်ကငါပါကိုကြီးကလုံးလေးရတယ်လားနော်ဟိုလိုက်ပန်ရှင်တူကလိုက်ပန်ရှင်ကအော်တိုတူကအကွက်ချိန်ထားပြီးသားအောက်မှာချိန်တက်လာတယ်ဆိုအကွက်ကဒီပန်းအော်တိုပြောင်းသွားမှလေးနော်အစင်းတရာမလို့ဘူးလေနော်အခုပြောမယ်ဆိုရင်တက်လာလို့ရတယ်နော် တော်သူရေးတဲ့ကျမရင်ခရွေးဆိုင်ပါတယ်ကျေးဇူးပါကိုယ်ဝတ္တမို့ရေးအခုတော့မင်္ဂလာပါကိုတော့အခုဗျာကိုစောပါတို့ရေးကျွန်တော်ကအခုကတပြိုင်တည်းလွတ်နေရ YouTube ပါပါတခါတည်းတွင်လာတယ်အဲ YouTube မှာလူတွေရတော်တော်ပြီးတော့ခံပြင်းနေကြတယ်အေးရိုဟင်ဂျာအရေးတွေကနော်ဗီဒီယိုဖိုင်တွေလည်းအခုကြည့်ပြီးပြီဖြစ်မှာပေါ့နော်အဲဒီဗမာစာတီဒုစာဗမာစကားတီဒုစကားဒုစာကိုလေးစားပါဆိုပြီးတော့လေအဲ့ဒီဗီဒီယိုဖိုင်လေးကြည့်ပြီးလောက်ပြီပေါ့နော် ရူဂျူကသူတွေကတော်တော်ဒေါသထွက်နေတယ်အဲ့တော့ကျွန်တော်ကပြောရတဲ့ဇာကကရှင်းရှင်းလေးတို့နိုင်ငံမှာပြည်တော်စုလွတ်တော်မှာရှိတဲ့330လုံးတော့အရသားတွေအကုန်လုံးကလည်းပဲအဲသူ့ဆက်ပြည်နယ်နေတိုင်းပြည်နယ်နေတိုင်းအလုပ်တွေလုပ်ဖို့တက်လာအမျိုးသားလွတ်တော်ကြတော့လူမျိုးစုလွတ်တော်ကိုတိုင်းသားလွတ်တော်လို့ခေါ်တယ်အဲ့တော့အဲ့ဒီထဲမှာကတို့တို့ကဗမာပါတီမရှိဘဲနဲ့တိုင်းသားပါတီအကုန်ရှိတယ်အဲ့တော့တို့ရဲ့တို့ရဲ့ခံစားပုံတွေအကုန်လုံးတင်ပြတောင်းဆိုဖို့တို့စဉ်းစားကြတယ်တို့ဗမာကိုစားပြုတဲ့အဖွဲ့အစည်းကမရှိဘူးဗျာ မရှိတော့ဗမာကိုကာကွယ်ဖို့အတွက်အဖွဲ့အစည်းတည်တတ်မရှိဘူးတက်မရောကလည်းဗမာကိုကာကွယ်တာမဟုတ်ဘူးဗျတက်မရောကဒုတာဝန်ရည်သုံးပါးကိုကာကွယ်တာဗုဒ္ဓဘာသာကိုဘာဖြစ်လို့ချီးမြှောက်လဲဆိုတော့ဗုဒ္ဓဘာသာနိုင်ငံမှုလို့ဘုရားတည်ကြောင်းသောသာသနာကိုချီးမြှောက်တာပဲရှိတာဗမာအရေးကိုတက်မရောကမလုပ်မလုပ်လို့လည်းအမျိုးသားရေးသမားတွေနဲ့တက်မရောကြမှာအခုလိုနားလည်မှုတွေလွလွဲနေတာအဲ့တော့ကျတော့ကဗမာပါတီပေါ့နော်ဗမာပါတီထောင်စီခြင်းနဲ့ဒီမှာ YouTube ကလူတွေကလည်းအခုဒီမှာလာပြောနေတယ် ဘာသာသာသနာကိုကာကွယ်ဖို့တခုခုဖွဲ့စည်းရတော့မယ်ဆွနုပေးပါတဲ့ယူဒီကလူတွေကပြောနေတယ်။အဲ့တော့ကုဇောဘာတို့ကလည်းပဲကျွန်တော်တို့လိုပဲအစတည်းကဓာတ်ပြီးပြောလာတဲ့သူတွေဆိုတော့နည်းနည်းဥဆောင်ပြီးဆွနုကြည့်ပါဦး။ဗမာအဖွဲ့စည်းတွေကတော့ကုဇောဘာတို့သိပြီးတာပဲ။အဲသူတို့ကပရိုက်တာလို့ပဲသွားတာ။ဗမာပါတီကအရေးကြီးတာဗျ။အင်းကျွန်တော်တို့ကတော့ပြည်ပမှာရောက်တယ်ဆိုတော့ပြည်တွင်းထဲမှာရှိတဲ့လူတွေကလုံနိုင်တော့ဒါအကောင်းဆုံးပေါ့။ ဘာကြောင့်လဲဆိုတော့ခုနကကိုကျင်းလေးပြောသွားပြီးပြီလေတိုင်းရင်းသားတွေကသူတို့အခွင့်အရေးသူတို့တောင်းဆိုတာဒါဒီဟိုနေပေါ့အစိုးရ၂၀မှာတော့တွေးခဲ့ပြီးပြီလေအဲ့တော့ဗမာလူမျိုးအတွက်ဆိုပြီးတောင်းဆိုတဲ့အရာကတွေးမှမတွေးရတာရှိမှမရှိခဲ့ကြတာအဲ့တော့လုံနိုင်တဲ့သူတွေလောက်တော့အားပေးတယ်လှုပ်လဲလှုပ်စီခြင်းပါတယ်ကျွန်တော်တို့ကတော့ကောင်းပါတယ်ဒီကိုကျင်းပြောတဲ့ဟာဒါလှုပ်တင်တာတော့ကြာပြီဗျဒါပေမဲ့ဥဆောင်နိုင်တဲ့သူတွေဥဆောင်တာတော့ကောင်းပါတယ် ကျွန်တော်တော့ပါပြီမထောင်ပါဘူးကျွန်တော်က2030ကျရင်တတိပုဂ္ဂလဝင်လုံးမှာမမအရေးကိုဦးစားပေးအဲဆရာပါတီဟိုကမထောင်တာထောင်တာတဲ့ဒီကျွန်တော်တစ်ချက်လောက်ဒီအကြံပြုပြီးတော့ဟိုဟာဆရာတို့ပြောကျင်တာကျွန်တော်တို့ဒီကျွန်တော်တို့အခုကတချို့တော်တော်များများအဖွဲ့တွေမှာကဗမာအသင်းအဖွဲ့နဲ့အဖွဲ့စည်းလေးတွေလူမျိုးစီယုံရေးပုံစံမျိုးလေးနဲ့သွားနေတယ်ကျွန်တော်တို့လူမျိုးတွေပြန်လဲစီးလုံးညွှန်ညွှန်ရတယ်ဒါပေမဲ့အဲ့ဒါပဲကျွန်တော်တို့ဒီဗမာ ပါတီတစ်ခုအဖြစ်အနေနဲ့ကျွန်တော်တို့မဖြစ်မနေကျွန်တော်တို့ဖွဲ့စည်းထူထောင်မှုလည်းကျွန်တော်တို့ဒါလေးကိုလည်းကျွန်တော်အကြံပြုပြောခြင်းနဲ့ဘာဖြစ်လို့တော့မြန်မာနိုင်ငံမှာကျန်တဲ့ပါတီတွေရှိသလိုဒီ NND ဆိုတာလည်းကျွန်တော်တို့ဗမာကိုကိုသားပြုတာမဟုတ်သူတို့ကြံ့ခိုင်ဆိုတာလည်းဗမာကိုကိုသားပြုတာမဟုတ်ဘူးကျန်တဲ့ဒီတိုင်းရင်းသားတွေမှာသူတို့ရဲ့တိုင်းရင်းသားလူမျိုးစုတွေရဲ့ပါတီအသီးသီးတွေရှိခဲ့တယ်ပေါ့နော်အခုကကျွန်တော်တို့ကဟိုးတော့ကဒါဆရာချင်းပြောလို့ကျွန်တော်တို့မဟာပါမဟာဗမာပါတီဆိုတဲ့ အသင်းဖွဲ့နဲ့ရှိခဲ့တာမှန်တယ်ယနေ့အချိန်မှာကျွန်တော်တို့ဒါတွေကပျောက်ကွယ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ဗမာပါတီဆိုတာတပါတီကျွန်တော်ပြန်ပြီးဖြစ်စေခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒါဆရာတို့လိုကြီးခဲ့တဲ့လူတွေနဲ့အခုလိုမျိုးကောက်မကိုသောဘတို့လိုလိုပေါ့နည်းနည်းမိုးကိုဆိုဒီဟွာဗာကြီးမိုးတို့လိုနည်းနည်းအဲ့လိုပြောတဲ့ဆိုတဲ့တကယ်ပြောဆိုနည်းနည်းဟိုတာဖြစ်တဲ့လူတွေကြာလို့ဆိုရင်နည်းနည်းအားလုံးကဒီဥစ္စာလေးကိုကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ပြောဆိုပေးဖို့လဲကျွန်တော်တိုက်တွန်းနေတယ်ကျွန်တော်တို့လည်းဟိုတာတစ်ဖက်မှာလည်းပြောတယ်ပေါ့နော်ကျွန်တော်တို့ဒီဗမာ ကျွန်တော်တို့ပါတီပြန်လဲပြီးတော့ဖွဲ့စည်းထူထောင်ပြီးတော့ကျွန်တော်တို့ဗမာတမျိုးသားလုံးအတွက်ဒီအလုပ်ကိုလုပ်ဖို့အတွက်ကိုဆိုတာကိုအကြံပြုထားတာဆရာတို့ကလည်းကျွန်တော်ကဒါအကြံပြုတင်ပြတဲ့အနေနဲ့ကျွန်တော်ပြောပြတာပါကျွန်တော်အိုးလဲဝင်တော့မယ်အလုပ်ဝင်တော့မယ်ဆိုတော့ကျွန်တော်လည်းခဏဆင်းအောင်မယ်ဆိုအင်းခင်ယူဆိုင်ပါကိုရေခင်ယူဆိုင်ပါအောက်ကားလေးမန့်လေးတစ်ချက်ကိုလေးအာမြတ်သူဖြေးပေးမယ်နော်အာတက်မလို့ရှိနေတာတဲ့ဗမာလူမျိုးအတွက်ပါတယ်လိုအပ်လို့လဲတဲ့အခုတိထားရမှာကမြမတက်မလို့ဆိုတာက ဘာမှလူမျိုးစုတစုလည်းတပတ်ဖွဲ့စည်းထားတာမဟုတ်ဘူးเนาะအာတမတော်ဆိုတာက135မျိုးတော့တိုင်းရင်းသားတွေနဲ့ဖွဲ့စည်းကြီးထောင်ထားတဲ့တမတော်ဖြစ်တယ်လေเนาะဒါကြောင့်မလို့ဘယ်တိုင်းရင်းသားဘယ်လူမျိုးစုကိုမှကိုစားမပြုပါဘူးเนาะအဲ့ဒါလေးတရားမှန်ပါတယ်မှန်ပါတယ်ညီမရေကိုပြောတယ်တက်မတော်ဆိုတာကအခုပြောပြမယ်ဆိုလို့ရှင်တိုင်းသား135မျိုးကိုကိုစားပြုထားမြန်မာနိုင်ငံကိုကိုစားပြုတဲ့တက်မတော်အမျိုးသားဖွဲ့စည်းဖွဲ့တက်မတော်တရက်သားဖြစ်တဲ့ ဗမာလူမျိုးတော်ကိုဗမာပါတီဆိုပြီးတော့ဗမာလူမျိုးတွေဟိုဟာရှေးရီကိုဒီလွတ်တော်မှာတင်ပြီးတော့ဆွေးနွေးမယ်လုပ်မယ်ကြိုင်မယ်ဆိုတော့ဗမာပါတီဆိုတာမရှိတဲ့အကြောင်းကိုပြောပြတာညီလေးအဲ့ဒါတစ်ခုကိုတော့တက်တက်ကိုကိုလေးစဉ်းစားပြီးတော့ပြန်ပြီးတော့ရေးဖို့လိုတယ်ညီလေးပြောမယ်ဆိုလို့ရှိရင်ဒီကိုထဲကလူပဲဆိုတာကိုသိတယ်နော်အဲ့တော့ဒါလေးကိုညီလေးတို့အနေနဲ့နည်းနည်းလေးကြည်ကြပြင်းပြန်လေးပြန်တွေးပြီးတော့စဉ်းစားတွေးခေါ်ဖို့လိုတယ်လို့အခုအနေနဲ့မှားကြချင်ပါတယ်ဒါပါပဲကျွန်တော်စေအောင်မှာအားလုံးမဆရာတို့ကျန်တဲ့ညီကိုမတော်မှားတွေအားလုံးမင်္ဂလာပါနော် ဟုတ်ဟုတ်တကယ်ကြတော့ကျွန်တော်ဒီဗမာအဖွဲ့စည်းလိုက်လေးတွေမှာကျွန်တော်တို့စကားတက်ပြောတဲ့အနေထားမျိုးလေးတွေရှိတယ်ဗျအာဗမာအဖွဲ့စည်းလေးလိုက်လေးတွေမှာသွားစကားပြောတဲ့အခါကျရင်ကျွန်တော်အမြင်နဲ့ပြောတဲ့စကားလေးတခုလိုရှိတယ်အဲ့ဒါဘာလို့ဆိုရင်အစွန်းရောက်ဆိုတဲ့စကားလုံးပေါ့အစွန်းရောက်လို့ပြောလိုက်တာနဲ့တပြိုင်တည်းတချို့က negative view နဲ့ကြည့်ကြတာဗျ positive view နဲ့ကြည့်မယ်ဟေ့ဆိုလို့ရအဲ့အစွန်းရောက်ကအရန်အတိတ်ပဲရှိတဲ့အနေထားမျိုးတွေရှိတယ်ကျွန်တော်လူမျိုးအတွက်ဆိုလို့ရှိရင်လေလူမျိုးအစွန်းရောက်ရှိနေကြတာပဲသူလူမျိုးနဲ့သူအစွန်းရောက် ကျွန်တော်တို့ကဘေးကနေကြည့်လို့ရှင်တာအာဒီလူကအစွန်းရောက်ကြီးပါကွာဆိုနက်ဂရီဗျူးနဲ့သွားကြည့်လိုက်တဲ့အခါကျတော့ဒါကမကောင်းတဲ့အမြင်မျိုးတွေမြင်တာဗျကျွန်တော်တို့ဗမာလူမျိုးအစွန်းရောက်မယ်ဟဲ့ဆိုလို့ရှင်ကျွန်တော်တို့ဗမာလူမျိုးအချင်းချင်းဆိုလို့ရှင်သိကြတယ်ဟာဒီလူကမိုက်တယ်